မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းနီမြန်မာသားဖန်နီးနဲ့စကားပြောဆိုနှီးလေးတွေအပြင်အတန်းစဉ်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါလိမ့်ရှင်ဒီနေ့တော့တသမာဒံမြန်မာသားဖတ်စာမှာပါဝင်တဲ့ဝကြဖွဲ့ထုံးမှန်ကန်ခြင်းဆိုတဲ့အခန်းက နော်စာအရေးအသားမှန်ကန်တဲ့အကြောင်းလေးကိုမှန်ကန်ခြင်းအကြောင်းလေးကိုဆက်လက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။ဇကတိရေးတဲ့နေရာမှာ ပထမဆုံးလောက်ရတဲ့အလုတ်ကတော့ရေးလိုတဲ့အကြောင်းကိုဝတ်ကြဖွဲ့ရခြင်းပဲဖြစ်ပါတယ်။အနည်းဆုံးတော့မိမိဖော်ပြခြင်းနဲ့အချက်တစ်ချက်ပြည့်စုံအောင်ဝတ်ကြတစ်ခုမဖြစ်မနေမဖွဲ့မဖြစ်ဖွဲ့ရမှာဖြစ်ပါတယ်။ ဝတ္ထတခုပြီးဆုံးမှဆိုလိုတဲ့အချက်တစ်ချက်ကအတိတ်ပဲမှန်ကန်ပြည့်စုံသွားမှာဖြစ်ပါတယ်ဝတ္တဖွဲ့တဲ့နေရာမှာเนาะစကလုံးတွေကိုဘာသာစကားဖွဲ့ထုံးစည်းကမ်းတဲ့အညီစနစ်တကျဖွဲ့စည်းမှသာဝတ္တတစ်ခုဖြစ်လာမှာဖြစ်ပါတယ်စကလုံးတွေကိုထားကျင်တယ်လို့ထားပြီးတော့เนาะဝတ္တမဖြစ်ပါဘူးဥပမာတာရကအဖြစ်ပြောရမယ်ဆိုရင် ခွေးကြောင်ကြိုက်တီကိုဆိုတော့เนาะစာကြောင်းလေးကိုကြည့်အောင်ဒါဟာဝက်ကြာမဖြစ်ပါဘူးခွေးကြောင်เนาะကြိုက်တီကိုเนาะဒါလေးอ่ะเนาะဝက်ကြာလို့မခေါ်ပါဘူးเนาะကြောင်ကိုခွေးကြိုက်တီဆိုကံမှာဒါကဝက်ကြာเนาะဖြစ်သွားတာဖြစ်ပါတယ်သူ့မှာเนาะကတ္တရှိမယ်ကံရှိမယ်เนาะ ကရိယာရှိမယ်เนาะအဲ့လိုမျိုးပြည့်စုံနေတဲ့စာကြောင်းလေးတစ်ခုဖြစ်ပါတယ်ဝကြဖွဲ့တဲ့နေရာမှာပါဝင်တဲ့သကလုံးတွေရဲ့အစီအစဉ်ဟာအလွန်အေးပါတာကိုကလေးတို့တွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဝကြဖွဲ့တဲ့နေရာမှာပါဝင်တဲ့เนาะပါဝင်တဲ့သကလုံးတွေရဲ့အစီအစဉ်ဟာအလွန်အေးပါတာကိုเนาะကလေးတို့လေ့လာ တွေ့ရှိရမှာဖြစ်ပါတယ်။စာရေးတဲ့နေရာမှာလည်းလေ့လာရေးသားရမှာဖြစ်ပါတယ်။ဒါဆိုရင်ဆက်လက်ပြီးတော့လေ့လာကြည့်ရအောင်။ပထမဦးဆုံးပုတ်အထားအသူနော်ဝကြအတွင်းမှာပုတ်အထားအသူပြောင်းလို့ရှိရင်နော်ဒီဝကြရဲ့အဓိပ္ပာယ်ကလည်းပြောင်းတက်ပါတယ်။နော်ပုတ်အထားအသူကြောင်ပဲအဓိပ္ပာယ်နှစ်ခွတွေထွက်ချင်းနော်အဓိပ္ပာယ်ပြောင်းချင်းနော်စသည်တို့ ဖြစ်ရလေရှိပါတယ်။အဲ့ဒီလိုဖြစ်ရတဲ့အဓိကအကြောင်းရင်းကဘာကြောင့်လဲဆိုတော့နော်တက်ဆိုင်ရာဆိုင်ရာဆိုင်ရာပုပ်စုတွေဟာနိနိကက်ကက်မထားတဲ့အတွက်ကြောင့်မလို့နော်အတိတ်ပဲနှစ်ခွဖြစ်ချင်းနေအတိတ်ပဲပြောင်းချင်းနေဖြစ်တတ်တာဖြစ်ပါတယ်။ကဲဒါဆိုလို့ရှိရင်ဆက်လက်ပြီးတော့အချက်ကလေး၄ချက်နဲ့နော်လေ့လာကြည့်ရမှာဖြစ်ပါတယ်။ကလေးတို့ တတ်သမာဒန်အနေနဲ့ပထမဆုံးနံပါတ်1အချက်နံအထူးပြုကိုသက်ဆိုင်ရာနံနဲ့နီးနီးကပ်ကပ်ထားလျင်အတိတ်ပဲမရှုပ်နိုင်ပါတဲ့နော်ဒါလေးကတော့သိထားရမယ်အဓိက အချက်ကလေးဖြစ်ပါတယ်နော်နံအထူးပြုကိုသက်ဆိုင်ရာနံနဲ့နီးနီးကပ်ကပ်ထားမယ်ဆိုလို့ရှိရင်နော်အဲ့ဒီစာကြောင်းရဲ့အတိတ်ပဲဟာမရှုပ်ဘူးတဲ့နော်ဥပမာအနေနဲ့ကြည့်အောင် အေးချမ်းသောမြို့ကလေးဤစင်ချေဘုံရက်ွယ်တဲ့နော်အေးချမ်းသောမြို့ကလေးဤစင်ချေဘုံရက်ွယ်ဒီအရေးအသားလေးကိုကြည့်မယ်ဆိုလို့ရှိရင်နော်အေးချမ်းသောမြို့ကလေးဤစင်ချေဘုံရက်ွယ်နော်ဒီဒီအရေးသားဒီစာကြောင်းလေးကိုကြည့်မယ်ဆိုရင်ဒီမြို့ကလေးဟာเนาะမြို့ကလေးဟာအေးချမ်းနေတယ်ဆိုတဲ့အတိတ်ပဲကို ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့မြို့ကလေးဤအေးချမ်းသောစင်ချေပုံရက်ွက်ဒါလေးကတော့အေးချမ်းနဲ့စင်ချေပုံရက်ွက်ဆိုတဲ့အတိတ်ပဲရမှာဖြစ်ပါတယ်သူကတော့နန်းအထုပြုကိုတက်ဆိုင်ရနန်းနဲ့နီနီကက်ကက်ထားတာထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်အေးချမ်းနဲ့ဆိုတဲ့နော်အေးချမ်းနဲ့ဆိုတဲ့နန်းအထုပြုနဲ့ မြို့ကလေးဆိုတဲ့နော်တက်ဆိုင်ရနန်းနဲ့နိနိကက်ကက်ထားတဲ့အတွက်ကြောင့်မလို့နော်သူကအတိတ်ပဲနော်မရှုံနိုင်ဘူးနော်အေးချမ်းတော့မြို့ကလေးဤစင်ချေပုံရက်ွက်ဒီမြို့ကလေးကဘာဖြစ်နေလဲအေးချမ်းနေတယ်အေးချမ်းနေတဲ့မြို့ကလေးရဲ့စင်ချေပုံရက်ွက်ဆိုတဲ့အတိတ်ပဲဖြစ်တယ်နောက်တစ်ခုမြို့ကလေးဤအေးချမ်းတော့စင်ချေပုံရက်ွက် နော်ဒါလည်းဒီတိုင်းပဲအေချမ်းသောနဲ့မြို့ကလေးနော်နိနိကက်ကက်ကလေးထားနေတယ်ဒါကြောင့်မလို့သူ့ဟာအတိတ်ပဲမရှုပ်ဘူးနော်စင်ကြေပုံးရက်ွက်ကဲဒါဆိုရင် နောက်ထပ်တစ်ခုကိုကြည့်ရအောင်ကရိယာအထုပြုကိုသက်ဆိုင်ရာကရိယာနဲ့နိနိကက်ကက်ထားမယ်ဆိုရင်အတိတ်ပဲမရှုပ်နိုင်ဘူးတဲ့ဒါဒုတိယသိထားရမယ်အချက်ပထမတစ်ခုကတော့ နန်းအထုပြုကိုသက်ဆိုင်ရာနန်းနဲ့နီနီကက်ကက်ထားမယ်ဆိုရင် အတိတ်ပဲမရှုံနိုင်ဘူးနောက်တစ်ခုဟာကရိယာအထုပြုကိုသက်ဆိုင်ရာ ကရိယာနဲ့နီနီကက်ကက်ထားမယ်ဆိုရင် အတိတ်ပဲမရှုံနိုင်ဘူးကဲဒါဆိုရင်တာတကာလေးကြည့်ရအောင်စာသင်ခန်းထဲတွင်ယံမဖြစ်ကြယံဆုံးမဤတဲ့။ကဲနောက်တစ်ကြောင်းယံမဖြစ်ကြယံစာသင်ခန်းထဲတွင်ဆုံးမဤ ကဒီစာကြောင်းလေးကိုကြည့်အောင်စာသင်ခန်းထဲတွင်ရံမဖြစ်ကြရန်ဆုံးမဤတဲ့နော်စာသင်ခန်းဟာရံမဖြစ်ရမယ့်နေရာဖြစ်ကြောင်းကိုဒါဆုံးမနေရာဖြစ်ကြောင်းကိုဖော်ပြတာဖော်ပြတဲ့အရာရောက်တယ်နောက်တစ်ခုရံမဖြစ်ကြရန်စာသင်ခန်းထဲတွင် ဆုံးမဤတဲ့နော်ဒါကတော့စာသင်ခန်းဟာနော်ရံမဖြစ် နော်ဆုံးမတဲ့နေရာနော်ရန်ဒီစာသင်ခန်းဟာဆုံးမတဲ့နေရာဖြစ်သွားတယ်ပထမတစ်ခုကတော့စာသင်ခန်းဟာရန်မဖြစ်ရမယ့်နေရာဖြစ်သွားတယ်ပထမအရေးအသားစာသင်ခန်းထဲတွင်ရန်မဖြစ်ကြရန်ဆုံးမ၏ဒီအရေးအသားကိုကြည့်မယ်ဆိုရင် စာသင်ခန်းဆိုတာနော်ရန်မဖြစ်ရမယ့်နေရာ ဖြစ်တယ်ဆိုတော့နော် အကြောင်းကိုဖော်ပြရာရောက်တယ်ဒုတိယရံမဖြစ်ကြရန် စာသင်ခန်းထဲတွင် ဆုံးမဤဒီစာကြောင်းကြတော့စာသင်ခန်းဟာ ဆုံးမတဲ့နေရာနော်ရံမဖြစ်ဖို့ဆုံးမတဲ့နေရာစာသင်ခန်းကဆုံးမတဲ့နေရာ ဖြစ်တယ်ဆိုတဲ့အကြောင်းကိုဖော်ပြတာဒါဘာလဲဆိုတော့ကရိယာအထုပြုကိုကရိယာနဲ့နီးနီးကပ်ကပ်ထားလို့ရှိရင်အတိတ်ပဲဟာရှုပ်ထွေးမှုမရှိဘူး ဒါဆိုရင်နံပါတ်3အချက်ကိုကြည့်အောင်ကတ္တာနဲ့သက်ဆိုင်ရာကရိယာတို့ဝေးနေလို့ရှိရင်တော့အတိတ်ပဲရှုပ်တတ်တယ်တဲ့ကတ္တာနဲ့သက်ဆိုင်ရာကရိယာတို့ဝေးနေမယ်ဆိုရင် အတိတ်ပဲဟာရှုပ်ထွေးတတ်တယ်ကဲဒါဆိုရင်ကြည့်အောင်အတိတ်ပဲဟာပြောင်းလဲပြောင်းသွားတတ်တယ်လာပြေဝန်စာပေတိုက်ကကလေးစာပေများကို ထုတ်ဝေရန်စီစဉ်လျက်ရှိသည်တဲ့ ကဲဒီဝါကြကိုကြည့်မယ်ဆိုရင်เนาะလပြေဝန်းစာပေတိုက်ကနေပြီးတော့ရင်ခလင်းစာပေတွေကိုထွက်ဝေဖို့စီစဉ်နေတယ်ဆိုတော့အတိတ်ပဲရောက်သွားတယ်ကဲဒီဝါကြလေးကိုကြည့်မယ်ဆိုရင်လပြေဝန်းစာပေတိုက်ဆိုတာကဘာလဲဆိုတော့ကတ္တာเนาะထုတ်ဆိုတာထုတ်ဝေဆိုတာကကရိယာကတ္တာနဲ့ကရိယာကဘလို့ဖြစ်နေလဲဆိုတော့ဝေးနေတယ် ကြားထဲမှာခလင်းစာပေများကိုဆိုပြီးတော့ရင်ခြားနေတယ်ကတားနဲ့ကရိယာနဲ့ဝေးနေတယ်ဒါကြောင့်မလို့သူ့ရဲ့အတိတ်ပဲကတစ်မျိုးဖြစ်သွားတယ်ကဲဒါဆိုရင်ဒီစာကြောင်းလေးကိုပဲနောက်ထပ်တစ်မျိုးကြည့်အောင်ခလင်းစာပေများကိုထုတ်ဝေရန်လပြေဝန်စာပေတိုက်ကစီစဉ်လျက်ရှိသည်ကဲဒီနေရာမှာကြာတော့ကလေးစာပေဆိုတာကကတ္တာဖြစ်သွားပြီ ထုတ်ဝေတယ်ဆိုတာက ကရိယာဖြစ်သွားပြီ ကတားနဲ့ကရိယာနီးနီးကက်ကက်ရှိနေတဲ့အတွက်ကြောင့်မလို့နော်သူကဆိုလိုရင်အတိတ်ပဲကို ရောက်သွားတယ်နော်ခလေးစာပေတွေကိုထုတ်ဝေဖို့လပြေဝန်စာပေတိုက်ကစီစဉ်လျက်ရှိသည်နော်ဒါကပါလဲဆိုတော့ကတားနဲ့သက်ဆိုင်ရာကရိယာတွေကိုဝေးနေလို့ရှိရင်အတိတ်ပဲ ရှုပ်တတ်တယ်ဆိုတဲ့အကြောင်းကိုပြောပြတာပထမစာအကြောင်းကလာပြေဝန်စာပေတိုက်ကခလေးစာပေများကို ထုတ်ဝေရန် စီစဉ်လျက်ရှိသည်တဲ့။เนาะဒါကเนาะရှုပ်ထွေးနေတဲ့အတိတ်ပဲเนาะလွဲချော်နေတဲ့เนาะစာအကြောင်းလေးတစ်ခုဖြစ်တယ်။နောက်ဒီစာအကြောင်းလေးကတော့ကလေးစာပေများကိုထုတ်ဝေရန်လာပြေဝန်စာပေတိုက်ကစီစဉ်လျက်သည် ရှိသည်။ ါကတော့သက်ဆိုင်ရာကတားနဲ့ကရိယာနဲ့နီးနီးကပ်ကပ်ရှိနေတဲ့အတွက်ကြောင့်မလို့ तू ကဆိုလိုရင်းအတိတ်ဘယ်ကိုရောက်တယ်စာကြောင်းလေးဖြစ်ပါတယ်ကဲဒါဆိုရင်နောက်ဆုံးနံပါတ်၄အချက်ကိုကြည့်ရအောင်ကံနဲ့ကရိယာတို့ဝေးနေလို့ရှိရင်လေတဲ့အတိတ်ဘယ်ရှုပ်ထွေးတတ်ပါတယ်တဲ့ရှုပ်တတ်ပါတယ်တဲ့ပထမတစ်ခုကကတားနဲ့ကရိယာခုဟာကံနဲ့ကရိယာကဲဒါဆိုရင်ကြည့်ရအောင် ဆိုင်မှပစ္စည်းများပျောက်ဆုံးသွားသည့်အတွက်ဆိုင်မန်နေဂျာကိုအေးအေးယူရန် တိုင်ကြားသည်တဲ့ကဲဒီစာကြောင်းလေးကိုကြည့်ရအောင်ဒီစာကြောင်းလေးမှာကြည့်ရမယ်ဆိုရင်ဆိုင်မန်နေဂျာဆိုတာကเนาะမန်နေဂျာဆိုတာက तू ကကန်เนาะကန်နောက်တစ်ခုကအေးအေးယူဆိုတာကကရိယာเนาะကန်နဲ့ကရိယာ နော်ဆိုင်မပစ္စည်းတွေဒီစာကြောင်းလေးကိုကြည့်မယ်ဆိုရင်စာအိမ်မန်နေဂျာဆိုတဲ့ကန်နော်ကန်နဲ့အေးယူရန်ဆိုတဲ့ကရိယာသူတို့နှစ်ခုကကတ်နေတယ်ကတ်နေတဲ့အခါကျတော့ဒီဟာကိုကြည့်မယ်ဆိုလို့ရှိရင်စာအိမ်မှာပစ္စည်းများပျောက်ဆုံးသွားသည့်အတွက်စာအိမ်မန်နေဂျာကိုအေးယူရန်တိုင်ကြားသည်တဲ့သူကစာအိမ်မန်နေဂျာကတိုင်ကြားခံရတဲ့သူ ဖြစ်သွားတယ် နော်တိုင်ကြခံရမယ်နော် तू อ่ะအပြစ်နော်အရေးအရေးယူခံရမယ်သူဖြစ်သွားတယ်ဆိုင်မန်နေဂျာကိုဆိုတဲ့အတွက်ကြောင့်မလို့ तू อ่ะအတုံးနှုံမှားနေတယ်ကဲဒါဆိုရင်နောက်ထပ်တစ်ခုကြည့်အောင်ဆိုင်မာပစ္စည်းများပြောင်းဆုံးသွားသည့်အတွေ့အေးအေးယူရန်ဆိုင်မန်နေဂျာကိုတိုင်ကြားသည်တဲ့ ကဲဒီနေရာလေးမှာကြည့်အောင်ပထမတစ်ခုကဆိုင်မန်နေဂျာကိုအေးယူရန်နောက်တစ်ခုကဆိုင်မန်နေဂျာကို တိုင်ကြားသည်အေးယူရန်ကဲဒါဆိုရင်ဒီနေရာမှာကန်နော်ကန်ကိုကြည့်အောင်ကန်သည်ဆိုင်မန်နေဂျာကဲဒီစာကြောင်းလေးမှာကြည့်အောင်ဆိုင်မန်နေဂျာဆိုတဲ့ကန်တိုင်ကြားသည်ဆိုတဲ့ကရိယာနော်ကန်နဲ့ကရိယာကိုတွဲရေးထားတယ် နော်ဒါပေမဲ့အေးယူရန်ဆိုတဲ့နော်ကရိယာကို ရှေ့ရထားရေးထားတယ်နော်ဆိုင်မပစ္စည်းများပျောက်ဆုံးသွားသည့်အတွက်အေးယူရန်ဆိုင်မန်နေဂျာကို တိုင်ကြားသည် ပထမဟာကဆိုင်မန်နေဂျာကိုအေးယူရန်တိုင်ကြားသည်ဆိုတော့ဆိုင်မန်နေဂျာကနော်အေးယူခံရမဲ့သူ ဖြစ်သွားတယ်အေးအသား နောက်တစ်ခုကအေးယူရန်ဆိုင်မန်နေဂျာကို တိုင်ကြားသည်မန်နေဂျာဆိုတာဆိုင်မန်နေဂျာဆိုတာအေးအတိုင်အေးယူနော်ဆိုင်မန်နေဂျာဆိုတာကသူကအေးယူဖို့အတွက်အတိုင်ကြားခံရတဲ့ပုံကိုဒါကြောင့်မလို့နော်ပထမနော်ကံဖြစ်တဲ့မန်နေဂျာကို ဆိုတဲ့ဆိုင်မန်နေဂျာကိုဆိုတဲ့ကံပုံးနဲ့เนาะအေးယူသည်ဆိုတဲ့ နော်ကရိယာနဲ့တွဲထားပေမဲ့အတိတ်ပဲကလွဲနေတယ်။စိုင်းမန်နေဂျာဟာအလိုလိုနော်နော်အတိုင်အတိုင်ကြားခံရတဲ့သူနော်အပြစ်ပြုတ်လောက်ထားတဲ့သူ နေရာကို ရောက်သွားတယ်။နောက်တစ်ခုကအေးယူရန်နော်ပစ္စည်းတွေကတော့ပျောက်ဆုံးသွားတဲ့အတွက်ကြောင့်မလို့အေးယူဖို့စိုင်းမန်နေဂျာကို တိုင်ကြားတယ်။စိုင်းမန်နေဂျာကိုဆိုတော့နော်ကံပုတ်သူကအဓိကအတိုင်ကြား သူ့ကိုအေးအေးယူဖို့တိုင်ကြားခံရတဲ့နော်အေးအေးယူဖို့နော်ဆိုင်မန်နေဂျာဟိုအေးအေးယူဖို့တိုင်ကြားတဲ့နော်သူနော်ပထမတစ်ခုကြတော့သူကအပြစ်ပြုတ်လောက်ထားတဲ့နေရာကိုရောက်သွားတယ်ဒုတိယကအတိုင်ကြားခံရတဲ့နေရာကိုရောက်သွားတယ်ဒါကဘာလဲဆိုတော့သုံးနှုံးထားတဲ့အတော့အုံနှုံးလေး နော်နေရလေးလွဲမသွားတဲ့အတွက်ကြောင့်မလို့အတိတ်ပဲကလည်းနှစ်ခွာထွက်သွားတာဖြစ်ပါတယ်ကဲဒါဆိုရင်ဒီနေ့တတမတန်မြန်မာသာဖတ်စာမှာပါဝင်တဲ့ဝက်ကြဖွဲ့ထုံးမှန်ကန်ခြင်းဆိုတဲ့အခန်းထဲကနေပြီးတော့ယင်ဝက်ကြလေးတွေဖွဲ့တဲ့နေရာမှာเนาะ तू ကအရေးကြီးတဲ့အထအတူလေးတွေအကြောင်းလေးတွေကိုရှင်းပြပေးခဲ့တာဖြစ်ပါလိမ့်ရှင် နားလည်နိုင်မယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်